အားလုံးပဲမင်္ဂလာပါဒီကနေ့တိတိကျအစီအစဉ်လေးကလူငယ်ကဏ္ဍအနေနဲ့အချိန်ပေးတင်သူမပေးတင်သူဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။တနေ့သားမှာလူတိုင်းမှာနိုင်24နိုင်ပဲရှိပါတယ်။ဒီအချိန်တွေကိုကိုယ့်ရဲ့ဘဝတိုးတက်မှုအတွေ့မိသားစုအတွေ့ပျော်ရွှင်မှုအတွေ့ဘလို့အကျိုးရှိရှိအသုံးပြုမလဲဆိုတာကအရင်အရေးကြီးပါတယ်။အချိန်ဆိုတာပြန်ဝယ်လို့မရနိုင်တဲ့အဖို့ထိုက်တန်ဆုံးအရေးမြစ်တစ်ခုပါပဲ။ဒါ့ပေမဲ့လို့လေအများစုကတော့ဒီအဖို့တန်အချိန်တွေ ကိုဘလို့သုံးရမလဲဆိုတာမသိပဲပျက်စီးစေတတ်ပါတယ်အထူးသဖြင့်ကိုနဲ့ဆက်ဆက်နေတဲ့လူတွေအပေါ်အချိန်ဘလောက်ပြီးမလဲဆိုတာကိုသေချာစဉ်းစားသင့်ပါတယ်တခါတလေကိုဘလောက်ပဲကောင်းကောင်းမွန်မွန်ဆက်ဆံပါစေတန်မိုးမထားတဲ့သူတွေနဲ့ကြုံရတတ်ပါတယ်ကိုရဲ့ကြိုးစားအားထုတ်မှုတွေစေတနာတွေကိုနားမလဲပဲကိုအပေါ်ဆူဆူဝါးဝါးဆက်ဆံတာမျိုးတွေကြုံရတတ်ပါတယ်လူမှုဆက်ဆံရေးမှာဘ ᱹ ဒုကိုဦးစားပေးတင်လေဘ ᱹ ဒုအတွက်တော့အချိန်မကုန်တင်ဘူးဆိုတာပိုင်းခြားသိမြင်ဖို့လိုပါတယ်ဒီလိုပိုင်းခြားနိုင်ဖို့ အတွက်အခုပြောပြမယ့်အချက်လက်လေးတွေကိုတိကျစဉ်းစားကြည့်တင်ပါတယ်အချိန်ပေးသေးတဲ့သူတွေကတော့ကိုယ့်ကိုတန်ဖိုးထားတဲ့လူတွေကိုယ့်ရဲ့ကောင်းွက်တွေကိုမြင်ပြီးချီးကျူးတာအားပေးတာကိုယ့်အပေါ်မှာယုံကြည်မှုရှိတာမျိုးတွေကသူတို့အတွက်ကိုယ့်ရဲ့တန်ဖိုးကိုတည်နေလို့ပါသူတို့တွေဟာကိုယ့်ဘဝရဲ့အကောင်းဆုံးဆရာတွေမိတ်ဆွေတွေဖြစ်လာနိုင်ပါတယ်ဒါအပြင်လူတိုင်းမှာအားနည်းချက်အားသာချက်ဆိုတာရှိကြပါတယ်ကိုယ့်ရဲ့အားနည်းချက်တွေကိုနားလည်ပြီးလက်ခံနိုင်တဲ့သူတွေဟာကိုယ့်ရဲ့ဘဝမှာရည်ရှိလက်သွဲသွားနိုင် Mais tu l'es pas သူတို့တွေဟာကိုကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ရအောင်ကူညီပေးနိုင်ပါလိမ့်မယ်။ကိုရဲ့အောင်မြင်မှုတွေကိုမနာလိုစိတ်မထားပဲအတူတူပျော်ရှင်ပေးနိုင်ပြီးအချင်းချင်းအပြန်အလှန်လေးစားပြီးကူညီပေးနိုင်သူတွေဟာအချိန်ပေးရချို့နှစ်ပါတယ်။ဒီလိုလူတွေနဲ့ပေါင်းသင်းချင်းကကိုဘဝကိုပို့ပြီးကောင်းမွန်တဲ့လမ်းကြောင်းပေါ်ကိုပို့ဆောင်ပေးနိုင်ပါတယ်။ဒီလိုလူတွေနဲ့အတူအချိန်ပေးခြင်းကကိုကိုပို့ပြီးတက်ကြွလန်းဆန်းစေပြီးဘဝရဲ့ခီလမ်းမှာအာအိနေထပ်ဖြည့်ပေးနိုင်ပါတယ်။အချိန်မပေးတဲ့သူတွေကတော့ကိုက ဘလောက်ပဲစိတ်ပါဝင်စားစားနဲ့ဆက်ဆံပါစီသူတို့တွေဟာကိုယ့်အပေါ်အာရုံမစိုက်ပဲလက်လျှူထားတာမျိုးဆိုရင်အဲ့ဒီဆက်ဆံရေးကရှင်းမဆက်နိုင်ပါဘူးသူတို့အတွက်ကိုကတန်ဖိုးမရှိတယ်လို့ဖြစ်နေပါလိမ့်မယ်ဒါအပြင်ကိုယ့်ရဲ့လှုပ်ဆောင်မှုတိုင်းကိုအမြဲတမ်းမကောင်းမြင်ပြီးဝေဖန်ပေးနေတာအာမပီပဲအာရုံနေအောင်ပြုမှုနေတာမျိုးကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေပါတယ်ဒီလိုလူတွေဟာကိုယ့်ရဲ့စိတ်ခွန်အားကိုစုပ်ယူနိုင်ပါတယ် ဒါအပြင်ကိုယ့်ရဲ့ကောင်းမွန်တဲ့စိတ်ဓာတ်တွေကိုအခွင့်ကောင်းယူပြီးကိုယ့်ကိုအတုံးချတာမျိုးတွေလည်းရှိတတ်ပါတယ်။အဲ့ဒီလိုလူတွေဟာကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့ငွေကြီးနဲ့စိတ်ဓာတ်တွေကိုပါဖြည့်ဆည်းပစ်နိုင်ပါတယ်။တချို့လူတွေဟာဘယ်တော့မှမပြောင်းလဲတတ်ကြပါဘူး။သူတို့ကိုပြောင်းလဲဖို့ကြိုးစားနေတာဟာကိုယ့်ရဲ့အဖို့တန်ချိန်တွေကိုဖြုံးတိရရောက်နိုင်ပါတယ်။ဒီလိုလူတွေနဲ့ဝေးဝေးနေဖို့ကကိုယ့်အတွက်အကောင်းဆုံးပါပဲ။ဘဒုအတွက်အချိန်ပေးတည်နေလဲဆိုတာဘလို့ဆုံးဖြတ်မလဲ။ဘဝမှာတချို့ဆက်ဆံရေးတွေကိုအဆုံးသတ်ဖို့ဆိုတာမလွယ်ပါဘူး။ ို့ပေမဲ့လို့လေကို့အတွက်ပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့အချိန်ပေးတဲ့လူနဲ့မပေးတဲ့လူကိုခွဲခြားနိုင်ဖို့လိုပါတယ်အခုပြောပြမဲ့မိကုံလေးတွေကတင့်ကိုတင်ဆုံဖြတ်နိုင်ဖို့အထောက်အကူပြုနိုင်ပါလိမ့်မယ်ဒီလူနဲ့အတူရှိနေတဲ့အချိန်ကို့ရဲ့ safe piece မှုတွေများပြီးပြင်ပန်းနေသလားဒီလူကကို့ကိုအားပေးနေတာလားအမြဲတမ်းစိတ်တက်ကြအောင်လုပ်နေတာလားဒီစစ်ဆန်ရေးကအပြန်အလှန်ပြီးဆက်နေတာလားဒါမှမဟုတ်ကိုတယောက်တည်းကပဲပြီးဆက်နေရတာလားတခါတလေကိုစိတ်က နေပြောနေတဲ့အရာကိုနားထောင်ပြီးရဲရဲဝင့်ဝင့်ဆုံးဖြတ်ဖို့လိုပါတယ်။ကိုဘဝကိုပုံမူတွတ်တဲ့အောင် ပြောရှင်းအောင်ဘယ်သူတွေကကူညီနိုင်မလဲဆိုတာသတိထားပြီးအချိန်ကိုအကျိုးရှိရှိအသုံးပြုပါလို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်။အားလုံးပဲလုံခြုံအေးချမ်းပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နေကြပါစေ။ကျမကတော့ Sister Regina မူမူခိုင်ပါ